အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မဲဆင်းရင်မာရွေးမှုများကိုလူမှုကွန်ရက်တွင်အကြေတဝင့်တင်ပြခြင်းမပြုဘဲသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နှင့်ညှိနှိုင်းဖြေရှင်းကြရန်ကြံဖို့ပါတီအတွင်ညွှန်ကြားရွှေကဝဲပုံရည်နဲ့စစ်တပ်ကုံတိုက်ခါထိခိုက်မှုဆိုတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် စစ်တပ်ကကျင်းပရန်ပြင်ဆင်နေသည့်ရွေးကောက်ပွဲအတွက်မဲဆင်းရဲမှားယွင်းမှုများကိုလူမှုကွန်ရက်ဆိုရှယ်မီဒီယာတွင်အကြေတဝတ်တင်ပြခြင်းမပြုပေသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နှင့်ညှိနှိုင်းဖြေရှင်းကြရန်ရှမ်းဖို့ပါတီအတွင်ညွှန်ကြားလာကြောင်းကြံခိုင်ရေးပါတီတရင်ချင်းမြကပြောဆိုပါရယ်စက်တင်ဘာလ30ရက်နေ့မှစတင်ပြီးအကြံဖတ်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကမဲဆင်းများထုတ်ပြန်ခဲ့ပြီးရင်းမဲဆင်းများတွင်တနိုင်ငံလုံးအတိုင်းအတာဖြင့်အမားရွေးမြောက်များစွာပါဝင်လာခြင်းဖြစ်သည် ထို့သောမဲဆင်းများမှားရွေးနေမှုကိုနေပြီးတော့နေမြေတွင်ရွေးကောက်ပွဲဝင်မိဘူးလလဆွေကလူမှုကွန်ရက်မှတစင်အကြီးအကျယ်ဝေဖန်မှုများလှုံ့ဆော်လာပြီးနောက်ချမ်းဖို့ပါတီအတွင်ရင်းသို့မဲဆင်းမှားရွေးမှုများကိုလူမှုကွန်ရက်တွင်တင်ချင်းပြောဆိုခြင်းဝေဖန်ခြင်းမပြုလုပ်ရန်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါသည်။မဲဆင်းကအမှားရွင့်ရှိတယ်ဆိုရင်သက်ဆိုင်ရာမျိုးနယ်ရွေးကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းပြောဆိုလုပ်ကိုင်ပါလူမှုကွန်ရက်မှာတင်တာတွေပြောဆိုတာတွေဝေဖန်တာတွေရွေးကောက်ပွဲရဲ့ပုံရိပ်ကိုကြားဆင်းစေတယ်။ရွေးကောက်ပွဲကို ကျင်းပပြီးမဲ့တက်မတော်ရဲ့ဂုံတိတ်ခါကိုလည်းထိခိုက်စေတဲ့ပုံအဲဒါကြောင့်မေးစည်းရမှရင်ကော်မရှင်နဲ့မှန်အောင်လုံးမှန်အောင်စူးစမ်း Facebook ပေါ်မတင်နေ TikTok မတင်နေ Telegram မတင်နေဆိုပြီးနှုတ်နဲ့ညွှန်ကြားလာတယ်လို့ကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကရှင်းပြပါတယ်ထို့ပြင်တရားရဂိုင်းလုံးပြည်စုံမှတ်ကတ်သောမဲစင်းမျိုးကဘာတွင်မရှိကြောင်းထို့ကြောင့်မဲစင်းရဲ့မှားရွက်မှုမှာဖြစ်တတ်သည့်သဘောဖြစ်ပြီးဖူပေါင်းဆောင်ရွက်ညှိနှိုင်းမှုဖြင့်သာမဲစင်းရဲ့အမှန်ကိုဆောင်ရွက်နိုင်မည်ဟုချက်ဖို့ပါတီအတွင်ရှင်းလင်းပြောဆိုလာကြောင်းသိရပါသည် အကြံဖတ်စစ်တပ်ကခန့်အပ်ထားသောလူဝင်မှုကြီးကြပ်ရေးဝန်ကြီးလာမြင့်ဆိုသူကလည်းရွှေကောက်ပွဲအတွက်မဲစင်းများအချက်လက်ကွယ်လွယ်မှုမပြည့်စုံမှုနှင့်လိုအပ်ချက်များရှိနေကြောင်းပြည်သူများအနေဖြင့်မိမိအမည်မဲစင်းတွင်ပါမပါအချက်လက်ပြည့်စုံမှန်ကန်မှုရှိမရှိမဲစင်းထုတ်ပြန်ကြေညာထားသည့်နေရာများသို့လာရောက်ကြည့်ရှုနာရေးနှင့်ပြင်ဆင်ပြည့်စွက်ရန်လိုအပ်ချက်များရှိပါကခါကန်ရှင်အနေဖြင့်ရွှေကောက်ပွဲဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီတမတ်ပုံစံများဖြင့်ပြည့်စွက်ဆောင်ရွက်နိုင်ရေးအတိပေးကြရန်လိုအပ်ကြောင်းသတင်းထုတ်ပြန်ပြောဆိုထားပါသည်အကြံဖတ်မြောင်းလိုက်က2020ရွေးကောက်ပွဲတွင် မဲစီရင်မှားယွင်းသည့်များကိုအကြောင်းပြပြီးစီအာနာသိမ့်ပြီးသမရဥဝင်မြင်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကိုမတရားဖမ်းဆီးထောင်သွင်းအကြင်ချခဲ့ခြင်းဖြစ်ပါရယ်ဆလပီရခိုင်ဒေသသို့တိုက်ခိုက်နေသော ARSA နှင့် RSO အဖွဲ့များကိုအားပေးအမြောက်ပြုနေသည့်ဘင်္ဂလားဒေ့ရှ်နေကြာဆောင်အရာရှိတချို့ကိုအရေးယူပေးရန် AA ကဘင်္ဂလားဒေ့ရှ်အစိုးရထံကိုထပ်မံတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါရယ် ရခိုင်ဒေသသို့တိုက်ခိုက်နေသော ARSA နှင့် RSO အဖွဲ့များကိုအားပေးအမြောက်ပြုနေသည့်ဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်အရာရှိတချို့ကိုအရေးယူပေးရန် AA ကဘင်္ဂလားဒေ့ရှ်အစိုးရကိုရမန်နီထပ်မံတိုက်တွန်းလိုက်ပါတယ်။ AA ကရခိုင်ဒေသတွင်လက်ကျန်မျိုးသုံးခုကိုစစ်တပ်လက်အောက်မှအလုံးစုံလွတ်မြောက်ရေးစစ်ရေးနိုင်ငံရေးညီလန်းများဖြင့်ဆောင်ရွက်နေစဉ် ARSA နှင့် RSO အဖွဲ့များကဘင်္ဂလားဒေ့ရှ်ရခိုင်နယ်ဆက်တရှောက်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတို့တွင်ယာယီစခန်းများအခိုင်အမာစခန်းများကိုတည်ဆောက်ပြီးရင်းနှီးမြားမှရခိုင်ဒေသအတွင်းသို့စိတ်ဝင်ရောက်ကာ AAE လုံခြုံရေးစခန်းများကိုလျှက်တပြောက်ခွင့်ရောက်တိုက်ခိုက်ခြင်းဘင်္ဂလားဒေ့ရှ်ဘက်အချမ်းမှနေ၍နှောက်ယှက်ပစ်ခတ်ခြင်းရန်စပစ်ခတ်ခြင်းအရက်သားများကိုတပ်ဖြတ်ခြင်းနဲ့ပြန်ပြီးဆွဲချိန်ချောက်ခြင်းတို့ကိုယခုရက်များအတွင်ပုံမလုံးဆောင်လာကြောင်း AAE ကပြောပါတယ်။အော်တိုဘာလ17ရက်နေ့မိုးလင်း3နာရီအချိန်မောင်တော်မြောက်ပိုင်းလေရခွားဆုံဤတောင်ဘက်မီတာ200အကွာအစ္စလန်လက်နက်ကင်10ဦးကဒေသခံဆိုင်ကယ်ကယ်ရီမောင်းသူ3ဦးကိုခြုံကိုတိုက်ခိုက်ခဲ့ပြီးတအူးသေးဆုံးက2ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ARSA နဲ့ ISO အဖွဲ့များမှဘင်္ဂလားဒေ့ရှ်နဲ့ကြားဆောင်တဲ့ BGB မှာအရာရှိတချို့နဲ့ထောက်ခံအားပေးသူတချို့ကထောက်ပံ့ပေးထားခြင်းဖြစ်နိုင်ကြောင်းဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအနေဖြင့်အ мян ဆုံးဖော်ထုတ်အရေးယူရန်နှင့်အချိန်မီထိမ့်သိမ်းတင်ကြောင်း AA ကပြောဆိုပါတယ်စက်တင်ဘာလ29ရက်နေ့ကလည်း AA ကဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကိုအသိပေးထုတ်ပြန်ခဲ့ပြီးယခုထပ်မံ၍တိုက်တွန်းကြောင်း င်္ဂလားဒေ့ရှ်အစိုးရအနေဖြင့်အရေးယူထိန်းကြားမှုမရှိဘဲဆက်လက်လှုပ်ပေးထားမည်ဆိုပါကနှစ်ဖက်နဲ့ဆက်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးနဲ့နှစ်ဖက်ယုံကြည်မှုတို့ကိုဆိုးရွားစွာထိခိုက်လာစေနိုင်ကြောင်းထို့ကြောင့် ARSA နှင့် ISO အဖွဲ့များကိုဗင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှရခိုင်ဒေသသို့ဝင်ရောက်စစ်ရေးလှုပ်ရှားမှုများကိုအမြန်ဆုံးဟန်တာပေးရန်ပါဝင်ပတ်သက်နေသောဗင်္ဂလားဒေ့ရှ်နေသားဆောင်အရာရှိအဖွဲ့များကိုအမြန်ဆုံးထိန်းကြောင်းအရေးယူပေးရန် AA ကကြေညာချက်ထုတ်ပြန်ထပ်မံတိုက်တွန်းပါသည် ဖင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကထိန်းချုပ်မှုမရှိနိုင်ပါကနေဆက်နှင့်အာဆီယံဒေသတွင်လုံခြုံရေးတည်ငြိမ်ရေးတို့ကိုပါချိန်ချောက်လာနိုင်ကြောင်းဖင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်းချိန်ချမှုဖြစ်နိုင်ကြောင်းအေအေကတိုက်တွန်းထားပါတယ်ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။